အသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါကိုချင်းစာတရားထားကြပါပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်အခုကျွန်တော်ပြောချင်တဲ့အကြောင်းအရာနှစ်ခုရှိတယ်အဲ့ဒီအကြောင်းအရာနှစ်ခုကဗမာပြည်သူတွေဟာ NUG ကိုအားကိုးကြတယ် NUG ကိုမျှော်ကိုးကြတယ်ဗမာပြည်သူတွေဟာအမေရိကန်ကိုအားကိုးကြတယ်ဗမာပြည်သူတွေဟာအမေရိကန်ကိုမျှော်ကိုးကြတယ်အဲ့ဒီဗမာပြည်သူတွေအားကိုးတဲ့ NUG ရဲ့ ဗမာပြည်သူတွေအားကိုးတဲ့အမေရိကန်ဒီနိုင်ဒီအကြောင်းအရာနှစ်ချက်ကိုကျွန်တော်ပြောမှာဖြစ်တယ်။အဲ့တော့ဗမာပြည်သူတွေအရင်ဆုံးအားကိုးတဲ့ဗမာပြည်သူတွေအရင်ဆုံးထိတွေ့နေရတဲ့ UNG ကိစ္စကိုကျွန်တော်အရင်စပြီးပြောမှာဖြစ်တယ်။အဲ့တော့ဗမာပြည်သူတွေအရင်ထိတွေ့ဆက်ဆံပြီးတော့ဗမာပြည်သူတွေအရန်အားကိုးနေကြတဲ့ UNG ရှိတယ်။ UNG မှာနော် PDF တက်ရင်းနေတဖွဲ့ပြီးတဖွဲ့ ထွက်သွားတယ်ထွက်သွားတယ်ထွက်သွားတယ်ဆိုတဲ့သတင်းကိုကြားနေရတယ်။ဒီတော့ NUG က PDF တက်ရင်းတွေကိုဘလို့ထောက်ပံ့နေလဲပြီးတော့တက်ရင်းတရင်းကို380သိန်း100ကျားကိုထောက်ပံ့နေဆိုပြီးတော့ပြောနေတယ်။သူတို့ပြောနေတာကတော့စရင်းစရားနဲ့ပြောတယ်ဆိုလို့ရှိရင်သိန်း80ပတ်ဝန်းကျင်ပေါ့တက်ရင်းတစ်ခုကို380ပတ်ဝန်းကျင်လောက်ထောက်ပံ့နေသို့တော့အဲ့ဒီထောက်ပံ့နေသိန်း80ဟာ တလောက်တခါလဲလာတာမဟုတ်ဘူးပုံမှန်ရတာမဟုတ်ဘူးသုံးလပြည့်မှတခါရတာတို့ဟာ6လပြည့်မှတခါရတာတို့ပေးခြင်းပေးတယ်မပေးခြင်းမပေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ PDF တိုက်ရင်းတွေကိုထောက်ပံ့နေတဲ့ပုံစံရှိအဲ့တော့380ကိုကျွန်တော်တို့ကနိုင်ငံသားငွေစရင်းစရင်းစရားနဲ့တွက်မယ်ဟေးဆိုလို့ရှိရင်380ဆိုတာအမေရိကန်ဒေါ်လာ2000လောက်ပဲရှိဒီနေ့ခေတ်ဒီနေ့ငွေစည် ဒီနေ့အချိန်နဲ့ပြောရဲဟေးဆိုလို့ရှိရင်သိန်း80ဆိုတာအမေရိကန်ဒေါ်လာ2000လောက်ပဲရှိအမေရိကန်ဒေါ်လာ2000ပတ်ဝန်းကျင်ကိုတော့မှတက်ရင်းနိုင်ကိုလာတိုင်းမပေးဘူးအမေရိကန်ဒေါ်လာ2000လောက်ကိုတော့မှတက်ရင်းနိုင်ကို ပုံမှန်ရအောင်မပေးနိုင်ဘူးဆိုတဲ့အခါမှာဒီ MOD အောက်ကနေတက်ရင်းနေတဖြည်းဖြည်းနဲ့ထွက်သွားတဲ့ဟာဟာဘာမှ အံ့ဩစရာမဟုတ်တော့ဘူးပြည်သူလူထုအနေနဲ့တည်တည်ချာချာစဉ်းစားဖို့လိုတဲ့ကိစ္စကိုပြောတာနော်အန်ယူဂျီအစိုးရကာကွယ်ရေးဌာနကတကယ်မြေပြင်မှာတိုက်ခိုက်နေတဲ့ PDF တိုက်ရင်းတွေကိုတလားကိုဒေါ်လာ2000တောင်မှ မထောက်ပံ့နိုင်ဘူးတလားကိုဒေါ်လာ2000တောင်မှ ပုံမှန်မပေးနိုင်ဘူးဆိုတော့ အနေအထားတွေဖြစ်ကုန်နေဆိုတဲ့ဟာကအခု KDR KNDF တို့အဲ့လိုမျိုးနဲ့သွားပေါင်းတဲ့အဖွဲ့အစည်းတွေနော် MOD လောက်ကနေထွက်သွားတဲ့တပ်ရင်းတွေဒါကရင်ပြည်နယ်မှာရှိနေတဲ့ကိုဇွဲတို့တပ်ရင်းတွေပေါ့ဒီလိုတပ်ရင်းတွေကိုတည်တည်ချာချာကြည်ချင်းအဖြစ် NUG ရဲ့ကာကွယ်ရေးဦးစီးချုပ်နော်ကာကွယ်ရေးဌာနတို့ NUG ရဲ့စီမံခန့်ခွဲရေးဟာ ကျွန်တော်တို့လက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းတွေလက်နက်ကင်တိုက်ပြီးတော့အသက်ပေးနေတဲ့ PDF တွေကိုသူတို့ဘလောက်အလေးထားသလဲသူတို့ဘလောက်တန်ဖိုးထားသလဲသူတို့ဘလောက်ပံ့ပိုးသလဲဆိုတဲ့အပေါ်မှာမူတည်သွားပြီတရင်တရင်ကိုဒေါ်လာ2000လောက်ကိုတောင်မှလာတိုင်းမထောက်ပံ့နိုင်ဘူးလာတိုင်းလက်ပတ်အောင်မပေးနိုင်ဘူးလာတိုင်းပုံမှန်မပေးနိုင်ဘူး ပေးခြင်းပေးမယ်မပေးခြင်းမပေးဘူးဒီအခါကျတော့ဒီလက်နက်ကင်တော်လှန်ရေး PDF အဖွဲ့အစည်းတွေဟာမဟာမိတ်တွေနဲ့ပူးတွဲနေရတယ်ကိုရက်ကိုရွာကိုဒေသမှာကိုနေတယ်ဒေါ်လာ2000တော့ဒေါ်လာ2000လောက်ကိုတောင်မှလာတိုင်းပုံမှန်မပေးနိုင်တဲ့ UNG MOD ကိုသူတို့ဘလို့အားကိုးမလဲဒီတော့ UNG ကိုထောက်ခံတဲ့သူတွေเนาะ UNG ကို လေးစားတဲ့သူတွေအန်ယူဂျီကို ကိုးကွယ်တဲ့သူတွေအန်ယူဂျီထိရင်မခံဘူးဆိုတဲ့လူတွေတည်တည်ချာချာစဉ်းစားဖို့လိုလာပြီကျွန်တော်အခုပြောနေတဲ့ဟာတွေအကုန်လုံးက ခမားတို့တနာ ਈ နှစ်နာ ਈ အချိန်ပေးနိုင်လို့ရှိရင်အွန်လိုင်းမှာအကုန်လိုက်ကြည့်လို့ရတဲ့ဟာတွေကြီးပဲရှမ်းပြည်တောင်ပိုင်းကအဖွဲ့အစည်းက KNDF နဲ့ပေါင်းတဲ့ ေါင်းတဲ့အချိန်မှာသူတို့ အဖွဲ့အစည်းအကုန်လုံးကရဲဘော်တွေအကုန်လုံးကလက်နက်အပြည့်အစုံရသွားတယ်။ AMD နဲ့ပေါင်းမဲ့ဟေးဆိုလို့ရှိရင်ထမင်းစားဖို့တောင်မှတလားကိုဒေါ်လာ2000လောက်လက်အချိန်ကြီးရောက်မလာဘူး။ဒီတော့ MOD ကို ထောက်ခံတဲ့ UNG ကိုထောက်ခံတဲ့ MOD ကိုထောက်ခံတဲ့ UNG ကိုအားကိုးတဲ့ MOD ် MOD ကိုအားကိုးတယ်ဆိုတဲ့ပြည်သူလူထုအနေနဲ့ကခမားတို့ကိုအခုပြောပြနေတဲ့ငင်းချမ်းအောင်တို့အခုလာကြည့်နေတဲ့နိုင်နိုင်တို့ဒီလိုလူတွေကိုခမားတို့လိုက်ဆဲမနေနဲ့လိုက်ပြဿနာရှာမနေနဲ့ခမားတို့ကိုယ်တိုင်တည်တည်ချာချာမေးဖို့လိုတယ်တက်ရင်တရင်ကိုဒေါ်လာ2000လာတိုင်းပုံမှန်မပေးနိုင်ဘူးတကယ်တကယ်တမ်းကျတော့ဗမာငွေ380 300ဆိုတဲ့ဟာကဗမာပြည်သူတွေအတွက်ကဘာမှမဟုတ်တော့ဘူး ပူပူလင်းလင်းပြောရင်တထဲတယောက်တောင်မှလတ်တိုင်းသိန်းတရာလောက်ပေးပြီး PDF တိုက်ရင်းကိုတထဲဆိုသိတောင်မှချမ်းသာစရာမလိုဘူးနော်ပုံမှန်လုပ်ငန်းလုပ်နေတဲ့လုပ်ငန်းရှင်တယောက်တောင်မှ PDF တိုက်ရင်းတွေကိုတလားကိုသိန်းတရာလောက်ထောက်ပံ့နိုင်တဲ့အနေအထားခင်ဗျားတို့ NUG ကဝင်ကြီးတွေလစားတောင်မှတလားကိုဒေါ်လာ2000ကမှမဟုတ်ဘူးဝင်ကြီးတယောက်ရဲ့လစား တလောက်ဒေါ်လာ2000မကပေမဲ့တရင်တရင်လုံးအတွက်ဒေါ်လာ2000လောက်ကိုကြတော့လာတိုင်းပုံမှန်မပေးနိုင်ဒီတော့ PDF တွေကတိုင်းရင်းသားအဖွဲ့အစည်းတွေတိုင်းရင်းသားနယ်မြေတွေမှာနေရတယ်တကယ်လက်တွေ့ရင်ဆိုင်နေရတယ်ရန်သူနဲ့စစ်တပ်နဲ့တိုက်နေရတယ်ဆိုတဲ့လူတွေဟာ MOD ကို အချိန်ကြားလာတာနဲ့အမျှယုံကြည်မှုတွေညော့နေလာမယ် MOD ကို အားမလို့အားမရတွေဖြစ်လာမယ် ဒီလိုမျိုးတွေဖြစ်လာတဲ့အခါမှာ MOD အောက်ကနေ PDF တွေခွဲထွက်သွားတာဟာ PDF တွေရဲ့အပြစ်မဟုတ်တော့ဘူးခမားတို့ MOD ရဲ့စီမံခန့်ခွဲမှုတွေ MOD ရဲ့လောက်ကင်ဆောင်ရွက်မှုတွေဒီအပေါ်မှာမူတည်ပြီးတော့အခုလိုမျိုး PDF တွေနဲ့เนาะ UNG နဲ့အကွဲအပြဲတွေဖြစ်လာရတဲ့ဆိုတဲ့ဟာကိုခမားတို့တည်တည်ချာချာစဉ်းစားဖို့လိုတယ် တလားကိုဒေါ်လာ2000လောက်ကိုတောင်မှ ဝင်ကြီးတယောက်ရဲ့မုတ်ဖိုးတောင်မရှိဘူးကတော့ပါရဲ့ဝင်ကြီးတယောက်ရဲ့မုတ်ဖိုးမုတ်ဖိုးအရက်တော့တဲ့အရက်ဖိုးကိုမပြောသေးဘူးဝင်ကြီးတယောက်ရဲ့မုတ်ဖိုးမရှိတဲ့ဟာတောင်မှ PDF အောက်ကတိုက်ရင်းနေမြေပြင်ကတိုက်ရင်းနေကိုလာတိုင်းမပေးတဲ့အဖွဲ့အစည်းဖြစ်နေတယ်ခမားတို့ NUG အလှူငွေတွေဘလောက်ရလဲ NUG ကနေပြောထားတာရှိတယ်ကိုနေဖုံးလက်တို့ပြောထားတာရှိတယ်သူတို့မှပုံမှန်အားဖြင့်တော့မှ အမြဲတမ်းလှူးနေတဲ့လူတွေကြောင့်เนาะဒေါ်လာတသန်းလောက်လာတိုင်းဝင်ငွေရှိနေတယ်လူတွေအမြဲတမ်း NUG ကိုလှူပါမယ်ဆိုပြီးတော့သူတို့ကိုလှူထားတဲ့ဟာတောင်မှဒေါ်လာတသန်းလောက်လာတိုင်းဝင်ငွေရှိနေတယ်ဒါပေမဲ့ဒေါ်လာ2000အောက်ခြေကရဲဘော်တွေရှိမရောက်ဘူးဘယ်တွေရောက်သွားလဲဝင်ကြီးဌာနအဖွဲ့တွေဝင်ကြီးဌာနသားသမီးတွေဝင်ကြီးတွေ နော်ဒီသူတို့ရဲ့ဘယ်လိုပြောမလဲဆိုတော့နိုင်ငံရချားမှနေတဲ့အစိုးရအဖွဲ့အစည်းတွေသုံးတဲ့ဟာတောင်မှမလောက်ဘူးဖြစ်ပြီးတော့အောက်ခြေက PDF တွေကိုကြတော့ဗမာစစ်တပ်လိုပဲဖြစ်နေတယ်။နော်ဒီ UNG MOD လုပ်နေတဲ့ပုံစံကိုပြောပြတာဗမာစစ်တပ်လိုပဲဖြစ်နေတယ်။အရာရှိကြီးတွေအကုန်လုံးကတော့ချမ်းသာနေတယ်။အောက်ခြေကရဲဘော်တွေကတော့ရွာဝင်ဓမြတိုက်ရွာဝင်ဟိုဘယ်လိုပြောမလဲမဒိန်ကြီးရွာဝင် နွားတဆားဆိုတဲ့စစ်တပ်ကလိုမျိုးဖြစ်လာတယ်ဒါပေမဲ့တော်လိုင်းရဲ့ဖွဲ့စည်းတွေကြတော့စစ်တပ်နဲ့မတူဘူးလေဂျီဆက်တွေဆိုတာထမင်းငတ်လို့တော်လိုင်းရဲ့လာလောက်တာမဟုတ်ဘူးဒီဆရာနာရှင်စနစ်ကိုတိုက်ဖို့အတွက်တော်လိုင်းရဲ့လာလောက်တာဒီတော့ကျွန်တော်တို့ PDF တွေကရွာဝင်ဓမြမတိုက်ဘူး PDF တွေကရွာဝင်လို့ရှိလို့ရှိရင်ဟိုနွားပြစ်မစားဘူးဘာဖြစ်လာလဲဆိုတော့ MOD ကိုအယုံကြည်မဲ့ပြီးတော့ကိုဟာကိုရံမုံငွေတွေရှာတဲ့အခါမှာ မင်းတို့ NUG ရှိခြင်းမရှိခြင်း MOD ရှိခြင်းမရှိခြင်းက PDF တွေအတွက်ဘာမှဘယ်လိုပြောမလဲအရေးပါအရာရောက်တဲ့အထဲမှာမပါဘူးတက်မရှိဘဲနဲ့ NUG ရဲ့ MOD ကစစ်ဦး MOD ဖြစ်နေတဲ့အခါမှာခမားတို့ပြည်သူလူထုက NUG ကိုဘယ်လိုကိုးစားမလဲ MOD ကိုဘယ်လိုကိုးစားမလဲလက်နက်ကင်တော်လှန်ရေးတိုက်ပွဲလုပ်နေတဲ့အချိန်မှာ NUG ကိုကိုးစားလို့မရဘူး MOD ကိုကိုးစားလို့မရဘူးဆိုလို့ရှိရင် ခမားတို့ပြည်သူလူထုအနေနဲ့ကိုယ်နေရဒေတာမှာရှိနေတဲ့ PDF အဖွဲ့အစည်းတွေကိုဘယ်လိုထောက်ပံ့မလဲတိုင်းရင်းသားဒေါ်လာရေးအဖွဲ့အစည်းတွေကိုဘယ်လိုမျိုးဟိုထောက်ပံ့မလဲကူညီမလဲတိုင်းရင်းသားဒေါ်လာရေးအဖွဲ့အစည်းတွေနဲ့ PDF တွေနဲ့ပေါင်းပြီးတော့ဒီစစ်တပ်ကိုဘယ်လိုတိုက်မလဲဒီလိုကိစ္စမျိုးကိုပဲစဉ်းစားရတော့မယ်အနေထားရှိလာတယ်ဒါကကျွန်တော်ပထမပြောမယ့်အချက်အခုခမားတို့တည်တည်ချာချာစဉ်းစားလို့ရသွားပြီလာတိုင်းတပန်းလောက်ဝင်ငွေရှိနေတဲ့ အဖွဲ့အစည်း NUG ဟာဘယ်သူမှနော်ဟို project တွေဒီ project တွေမပါတော့မှအ ਨੇ စုံအ ਨੇ စုံတသန်းလောက်ဝင်ငွေရှိနေတဲ့အဖွဲ့အစည်းဒါကျွန်တော်ပြောတဲ့တသန်းလောက်ဆိုတာနိုင်ငံတကာကလှူတာပဲရှိသေးတယ်နော်ပကဖတို့သူကသူပါသုံးလုံးအဖွဲ့တွေဖွဲ့ပြီးတော့အလောင်းတော့ကတဖဟိုတတော်ကြီးရောင်းစားတာတို့နော်ဂိတ်တွေတားပြီးတော့ဟိုအခွန်ကောက်တာတို့အဲ့ဒါတွေတခုမှမပါသေးဘူးအဲ့ဒါတွေတခုမှမပြောသေးဘူး ဒီတော့ဘာဖြစ်လာလဲဆိုတော့ NUG နဲ့ MOD နဲ့ပကဖတွေအကုန်လုံးကစစ်တပ်လိုပဲဖြစ်လာတယ်။ NUG မှာရှိတဲ့ဝင်ကြီးတွေ NUG မှာရှိတဲ့အရာရှိတွေအကုန်လုံးကချမ်းသာကျွယ်ဝနိုင်ငံရချမ်းမှနေပေါ့ပြီးသွားလို့ရှိလို့ရှိရင် NUG ကိုထောက်ခံတဲ့ NUG ကဖွဲ့ပေးထားတဲ့ပကဖတွေကြတော့အကောက်အခွန်တွေအကုန်ကောက်ပြီးကိုယ့်ဟာကိုယ်ချမ်းသာကြတာပေါ့တကယ်အသက်ပေးပြီးတိုက်တဲ့ PDF တွေကြတော့ NUG အောက်မှာသာပြောထားပြီးလဲပြောထားပြီးတော့ဘာမှမရမပြုတ်တဲ့အခါ PDF တွေအကုန်လုံးကဒီအကုန်လုံးနီးနီးကပေါ့ပြောလို့ရှိလို့ရှိရင် MOD ကိုအားမကိုတော့ဘူးနိုင်ငံရေးအရတော့ MOD အောက်မှာရှိနေတဲ့ NUG အောက်မှာရှိနေတယ်ဆိုတော့ပုံစံပဲရှိတော့တယ်ပုံပုံလင်းလင်းပြောရင်ဒါဗမာပြည်မှာဒီလိုဖြစ်သွားပြီနောက်တစ်ချက်ကဗမာလူမျိုးတွေအရန်အားကိုတဲ့အမေရိကန်ပထဝီနိုင်ငံရေးအရတွေတင်ချာနိုင်ငံရေးအရတွေဗမာပြည်ကဒီလိုဖြစ်လာတယ်ဒီနေ့ဒီခေတ်ဒီအချိန်ကာလမှာ ဒီနေ့ဒီအချိန်ဒီကာလမှာအမေရိကန်မှာသမရထရန့်တက်တယ်ပေါ့ပွင့်ပွင့်လင်းလင်းပြောရင်ကျွန်တော်တို့ဥရောပအမြင်နဲ့နိုင်ငံတကာအမြင်နဲ့ကြည့်တယ်ဆိုလို့ရှိရင်ထရန့်ဆိုတာကပူတင်ရဲ့ကစားစရာအယုတ်လို့ဖြစ်နေပြီဒါအမေရိကန်မှာရှိနေတဲ့ဗမာတွေကခံနိုင်ခြင်းမခံနိုင်မယ်အမေရိကန်မှာရှိနေတဲ့အမေရိကန်နိုင်ငံသားတွေကခံနိုင်ခြင်းမခံနိုင်မယ်ဒါပေမဲ့ကျွန်တော်တို့ဥရောပမှာရှိနေတဲ့သူတွေနဲ့ နိုင်ငံတကာကလူတွေပြောနေစုံနေဆွေးနွေးနေတဲ့ဟာတွေကိုကြည့်လိုက်တဲ့ဟိဆိုလို့ရှိရင်ခမားတို့ပြောနေတဲ့ဟိုသမရထရန့်ဆိုတာပူတင်ရဲ့ကစားစရာအယုတ်တော့အယုတ်အဆင့်တော့မရှိသလောက်ဖြစ်နေပူတင်တံပါပေးလို့ရှိလို့ရှိရင် click 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 ဆိုပြီးထခုံနဲ့အဆင့်လောက်ပဲရှိနေဗမာပြည်နဲ့ကျွန်တော်ကဘလို့ဆက်ဆက်လဲဆိုတဲ့ကိစ္စကိုမပြောခင်မှာခမားတို့ကိုဥပမာတွေပေးတာ ဥရောပသမကအမြင်ဥရောပနိုင်ငံရေးသမားတွေပြင်သစ်တို့ဂျာမနီတို့ဖင်လန်တို့ကနေပြီးတော့နိုင်ငံရေးဝေဖန်သုံးသပ်တဲ့သူတွေအကုန်လုံးကထရန့်ဆိုတဲ့လူဟာအမေရိကန်သမရထရန့်ဆိုတဲ့လူဟာပူတင်ကြိုးဆွဲရကတဲ့အဆင့်ထက်တောင်မှနည်းနည်းနှိမ့်နေသေးတယ်။ဥပမာထရန့်နေပြီးတော့ဗျာသူ့တန်တမန်တွေသူ့ဟာသူအကုန်သွားပြီးတော့ပြောချင်းပြောမယ်လှုပ်ချင်းလှုပ်မယ်ပေါ့ သူကသူဘလောက်ပဲလှုပ်လှုပ်ပြောပြောပေါ့ရှေ့ဆက်ပြီးတော့ဖြစ်လာပြီးတော့ try ယူကြောင်ပြီးတော့ဟိုသူ့ကိုချတာမခံနိုင်လို့ထအော်ဝင်တော့မပြောတာဘူးပေါ့လောလောဆယ်အခြေအနေမှာ try ဆိုတဲ့လူဟာပူတင်လှုပ်တဲ့ဟာမှန်သမျှကိုခန်းနေရတဲ့အဆင့်ပဲဒီတော့ဗမာပြည်နဲ့ဘလို့ဆက်ဆက်လာလဲဆိုတော့ဗမာပြည်မှာတရုတ်ကဝင်လာခမားလည်းသိတယ်ကျွန်တော်လည်းသိတယ် ။ဘာမှပြီမှာရှိနေတဲ့လူတွေအကုန်လုံးသိတယ်။ခမရတော့ကျွန်တော်တို့တွေမဟုတ်ဘူးခွေးတွေရအစားသိတယ်။ငါတို့ခွေးတွေလည်းအချင်းချင်းမကောင်းဘူးတရုတ်ပြည်ကခွေးသားစားတဲ့ပွဲတော်ရှိလို့ရှိရင်ငါတို့လည်းအနေအဆားမချောင်ဘူးဆိုတာဗမာပြည်ထဲမှာရှိတဲ့ကျွန်တော်တို့ပြည်သူလူထုနော်ဥနောက်ရှိတဲ့ခြေနှချောင်းနဲ့မတ်တိုက်ရပြီးတော့လမ်းလျှောက်တဲ့လူမှမဟုတ်ဘူးခွေးရအစားသိတယ်။တရုတ်ပြည်မှာငါအကုံသွေးရေးစစ်ပွဲတွေဖြစ်လို့ပေါ့ တရုတ်ပြည်မှာစီးပွားရေးတွေကြက်တဲတာတို့ဘာလို့ဆိုပြီးပြောမနေနဲ့တရုတ်ပြည်မှာစီးပွားရေးကြက်တဲပြီးဟေးဆိုလို့ရှိရင်ဗမာပြည်သူတွေတွေမဟုတ်ဘူးဗမာပြည်ကခွေးတွေတောင်မှအနေအဆားမချအောင်ဆိုတာဗမာပြည်မှာလူရောခွေးရောအကုန်သိတယ်မသိရင်တော့မသိတဲ့လူပေါ့ဒီတော့ဗမာပြည်မှာတရုတ်ကဝင်နေအဲ့ဒီအပြင်မှာမှဗမာပြည်မှာရုရှားကလည်းဝင်ပြီးတော့ကလဖန်ထိုးနေတော်ကြကြလို့ရှိရင်အမှုမြူဆက်ရုံအသေးလေးတွေစောက်မယ်ပြောတယ်တော်ကြကြလို့ရှိရင်ဒဝဲစိတ်ကန်းကိုရုရှားတွေယူမယ်ပြောတယ် အဲ့တော့ trun လို့កောင်မျိုးတက်နေတဲ့အချိန် trun လို့កောင်မျိုးတက်နေတဲ့အချိန် trun လို့သမရာမျိုးတက်နေတဲ့အချိန်မှာတရုတ်ကရုရှားရဲ့နှစ်နိုင်ငံဗမာပြည်မှာဝင်ရှုပ်ရင် trun ဆိုတဲ့កောင်ကဗမာပြည်ထဲမှာဝင်ရှုပ်ရဲမလားပြည်သူလူထုကိုမေးကြည့်တာအခုကြည့်နေတဲ့လူတွေကိုမေးကြည့်တာနောက်ကြည့်မဲ့လူတွေကိုထပ်ပြီးတော့မေးကြည့်တာခံလမ်းမန်းပေါ်တော့ချင်းအားစမေးကြည့်တာ ဗမာပြည်မှာခမားတို့အခုပြောနေတဲ့ကိစ္စတွေအကုန်လုံးကတရုတ်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 တကယ်တကယ်တမ်းကျတော့တရုတ်တရုတ်တရုတ်တင်မဟုတ်ဘူးရုရှားကလည်းအနည်းနဲ့အများဆိုသလိုဗမာပြည်တွင်းရေးထဲမှာဝေရှုံနေတယ်ရုရှားကလည်းအနည်းနဲ့အများဆိုသလိုမင်းအောင်လိုင်ကိုထောက်ခံထားတယ်ရုရှားကလည်းအနည်းနဲ့အများဆိုသလိုမင်းအောင်လိုင်နဲ့အကျိုးစီးပွားလုပ်နေတယ်ဒီတော့တရုတ်ကရုရှားရဲ့ပါနေတဲ့နိုင်ငံတစ်ခုမှာတရုတ်ကရုရှားရဲ့ ခြေရှုပ်နေတဲ့နိုင်ငံတစ်ခုမှာ trend လိုမျိုးစီးပွားရေးသမားလိုလိုကြာကူလီလိုလိုဖာကောင်းလိုလိုဘာကောင်းမှမသိတဲ့ကောင်အဲ့ဒီကောင်ကဝင်းရှုပ်ရဲမဲ့ထင်းနေလားအကယ်၍များ trend လိုမျိုးကောင်ကဝင်းရှုပ်ရင်ရောရှုပ်လို့ရမယ်ထင်းနေလားဒီခါဒါဘာတွေပြောချင်လဲဆိုတော့ဟဲ့အောင်ငိမ့်ညံမင်းကအန်ယူဂျီကိုလည်းအားကိုးလို့မရဘူးပြောပြီအမေရိကန်ကိုလည်း အားကိုးလို့မရဘူးပြောပြီကျွန်တော်ပြောခြင်းတဲ့ကိစ္စကျွန်တော်ပေးခြင်းတဲ့ကိစ္စကဗမာပြည်သူပြည်သားတွေတိုင်းရင်းသားတွေကိုကိစ္စကိုကိုတေတီချာချာလောက်ရတော့မှာဗမာပြည်သူပြည်သားတွေဘာလို့ခြင်းလဲတိုင်းရင်းသားတွေဘာလို့ခြင်းလဲလိုခြင်းလို့ရှိလို့ရှိရင်ကိုအားကိုကိုရမယ်ကိုဟာကိုတိုက်ယူရမယ်ဆိုတဲ့ကိစ္စကို ပြောခြင်းလို့ဒီအချက်နှစ်ချက်ကိုကျွန်တော်ပြောတာဖြစ်တယ်အဲ့တော့အကုန်လုံးကိုညီကုန်းပြန်ပြီးတော့ချုပ်လိုက်ရမယ်ဆိုရင် PDF တက်ရင်းနေဘာဖြစ်လို့ MOD ကထွက်သွားလဲတလားကိုဗမာငွေ300လောက်တလားကိုဒေါ်လာ2000လောက်လာတိုင်း PDF တွေကိုမပေးနိုင်တဲ့အဖွဲ့အစည်းမထောက်ပံ့နိုင်တဲ့အဖွဲ့အစည်းမကူညီနိုင်တဲ့အဖွဲ့အစည်းမကူညီကျင်တဲ့အဖွဲ့အစည်းအစိုးရနာမည်ခံထားပြီးတော့အသက်ပေးပြီးတိုက်ခိုက်နေတဲ့ PDF တက်ရင်းနေဒီ PDF တက်ရင်းနေရှိလို့ အန်ယူဂျီမှာစစ်တပ်ရှိတယ်ဆိုပြီးအပြောခံရတာ DPDF တပ်ရင်းတွေကိုဗမာငွေ300လောက် DPDF တပ်ရင်းတွေကိုဗမာငွေဒေါ်လာ2000လောက်တောင်လာတိုင်းမပေးနိုင်တဲ့အဖွဲ့အစည်းမပေးကျင်တဲ့အဖွဲ့အစည်းပေးဖို့ဆန္ဒမရှိတဲ့အဖွဲ့အစည်းကို PDF တွေစွန့်ခွာသွားတဲ့ကိစ္စသည် PDF တွေအပြစ်မဟုတ်ဘူး NUG ဘာလုပ်နေလဲဘာကိုင်းနေလဲ NUG ကိုလှူးနေတဲ့သူတွေ NUG ကိုကူးနေတဲ့သူတွေ အန်ယူဂျီကိုပြန်မေးရမယ်ကိစ္စခမ ्या တို့ပြောတဲ့ဒဂွန်ဖလိုင်းတို့နော်ဒရဂွန်ဖလိုင်းတို့ဒဂွန်ဖလိုင်းတို့အဲ့ဒါတွေမပါသေးဘူးကျွန်တော်ပြောနေတာသူတို့လာတိုင်းရနေတဲ့ဒေါ်လာတစ်သန်းလောက်သူတို့အခွန်တွေရနေတဲ့အထဲတဲရနေပြီးတော့တစ်လှကို PDF အဖွဲ့အစည်းတွေကိုဒေါ်လာ2000လောက်ဗမာငွေ3100လောက်တောင်မှလာတိုင်းလက်ပတ်အောင်မပေးနိုင်တဲ့အဖွဲ့အစည်းဒါက UG ကမ္ဘာအခင်းအကျင်းမှာပူတင်ရဲ့ရုပ်သေးရုပ်အဆင့်အောင်မရှိတဲ့ Trump ကအမေရိကန်ဆိုတဲ့ကောင်တွေကဗမာပြည်နိုင်ငံရေးကိုဘလို့ပါမလဲတရုတ်ကရုရှားရဲ့ခြေရှုပ်နေတဲ့နိုင်ငံမှာအမေရိကန်ဝင်းပါရင်ရောအမေရိကန်ပွဲတိုးပါမလားဒီလိုအခြေအနေမျိုးဖြစ်တဲ့အခါမှာထပ်ပြီးတော့ပြောပြရစေပြည်သူလူထုဟာကိုယ့်ရက်ကိုယ့်ရွာကိုယ့်ဒေသမှာ ကိုရက်ကိုရွာကိုဒေတာကိုဘသူတွေကာကွယ်နေသလဲကိုလူမျိုးကိုဘာသာကိုလူမျိုးကိုရက်ကိုရွာကိုဘသူတွေကာကွယ်နေလဲဘသူတွေကကိုရက်ကိုရွာကိုဒေတာလွတ်မြောက်ရေးအတွက်လုပ်နေလဲလုတ်တဲ့လူကိုပဲအားပေးပါလုတ်တဲ့လူကိုပဲကူညီပါလုတ်တဲ့လူကိုပဲပံ့ပိုးပါလုတ်တဲ့လူတွေနဲ့ပဲလက်တွဲကြပါပြောရင်းနဲ့ဒီ life ကိုညီကုန်းချုပ်ပါတယ်အားလုံးပဲအခုကျွန်တော်ပြောတဲ့ဟာတွေအချက်လက်တွေကို ကို့ဖာသာကိုပြန်ပြီးတော့လဲသုံးသက်ဆင်ကျင်နိုင်ရပါတယ်ကမ္ဘာနိုင်ငံရေးတွေမြန်မာနိုင်ငံရေးတွေမပြောနဲ့ခမည်းတော်ကိုကိုွယ်ယုံကြည်လေးစားနေတဲ့ MOD ဟာ PDF တိုက်ရင်းတွေကိုမပေးကျင်တာလားဂယုမဆိုင်တာလားပေးကျင်ပေးမယ်မပေးကျင်မပေးဘူးလောက်တာလားဆိုတဲ့ဟာကိုဟောက်ကိုပြန်မေးရင်းနဲ့ဒီ live ကိုကြည့်ပြီးတော့အများလူငါသိအောင်ဝင်ပြပေးစေချင်ပါတယ်ကျွန်တော်ကတော့ခမည်းတော်သိတဲ့အတိုင်းညီညာအောင်ပါ အဆင်ပြေတာနဲ့ကျွန်တော်ဒီခမားတို့တွေထပ်ပြီးတော့ဝေဖန်သုံးသပ်နိုင်အောင်ကျွန်တော်ဒီ live တွေကိုထပ်ပြီးတော့ပြောပြပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ပထမ live နှစ်ခုမှာအတန်မကောင်းတာတို့နော်ပြတ်တောင်းပြတ်တောင်းဖြစ်သွားတဲ့ဟာမှာဟိုစိတ်ညိုညင်သွားလို့ရှိရင်ကျွန်တော်ကိုခွင့်လွှတ်ကြပါဆိုပြီးတော့ပြောပါတယ်အခုနေပူးလာပြီလဲပြောတယ်မိုးရွာပြီလဲပြောတယ်ကြက်မာရေးကိုအထုပယူဆိုင်ကြပါကျွန်တော် live စဖွင့်တဲ့အချိန်မှာပြောသလိုပဲအသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှာကူညီကြပါကိုချင်းစာတရားထားကြပါ ဆရာနာရှင်စနစ်ကိုဘာကြောင့်တိုက်ရမလဲဘာကြောင့်အမြင့်ပြအောင်တိုက်ရမလဲဘာကြောင့်ငါတို့တိုက်ရမလဲဘာကြောင့်ငါတို့မဝမလဲဆိုတာမသိသိအောင်အရင်ဆုံးလဲကိုကိုကိုပြန်ပြီးစမ်းစစ် သုံးသပ်လေ့လာကြပါလို့ပြောရင်းနဲ့ဒီ live ကိုညီကုန်းချုပ်ပါပြီကျေးဇူးများတင်ပါတယ်